မိမိတို့ကကိုယ်ကလေးလေးမွေးလာပြီဆိုရင်အသားဖြူဖြူတုတ်တုတ်လေးဖြစ်စီကြပါရဲ့တုတ်တုတ်တခဲင်းနဲ့ကလေးလေးတွေကချစ်စရာကောင်းတာအောင်နော်ဒါကြောင့်ကိုယ်ဝေဆောင်တွေမှာကလေးကလို့တောင်ရန်ချစ်ဥတော်ရနဲ့ကလေးအသားဖြူအောင်လို့စူးစမ်းကြပါရဲ့ဒါပေမဲ့ကလေးအသားရောင်ကဒီလိုမျိုးပြုပြင်လို့ရရဲ့လားကလေးလေးအသားဖြူအောင်ဘာတွေစားပေးတယ်လဲဆိုတာကိုမသိကြတဲ့သူတွေရှိပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးထဲမှာတော့ကိုယ့်ရဲ့ဘိုက်တွေကကလေးလေးအသားဖြူအောင်လို့ဘာတွေစားပေးလို့ရလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြပေးတော့မှာပဲဖြစ်ပါရဲ့ရှင်ဗီဒီယို စခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပြီးတော့ဒေနာအနူဒီပဲလို့လည်းဆက်ဆက်ပြီးပါအောင်ရှင် အသားအရေကိုအဓိကလွှမ်းမိုးထားတဲ့အချက်ကတော့မျိုးရိုးဗီဇပါဆိုလိုတာကတော့အဖေနဲ့အမေရဲ့မျိုးရိုးဗီဇပေါ်လိုက်ပြီးတော့ကလေးအသားရောင်ကဖြစ်လာတာပါအကျအားဖြင့်တော့မိဘတွေဖြူရင်ကလေးလည်းဖြူပြီးတော့မိဘတွေညူမယ်ဆိုရင်ကလေးလည်းညူနိုင်ပါရဲ့ဒါပေမဲ့ရှာရှာပါပါမိဘနှစ်ပါးလုံးနဲ့အသားရောင်မတူတာမျိုးတွေလည်းဖြစ်နိုင်ပါရဲ့မိဘတွေရဲ့အသားရောင်ဆိုတာကလည်းပင်ကိုအသားရောင်နဲ့ပိုဆိုင်ပါရဲ့အရင်ကအသားလက်တဲ့မိဘတွေကလေးပူလေးပူထံကြောင့်အသားရည်ဖြည့်စီးပြီးတော့ညူသွားတတ်ပေမဲ့သူတို့ကမွေးတဲ့ လေးကတော့လကွန်ဗျူယိုဗီဇာကြောင့်အသားပြတ်နိုင်ပါတယ်။ကလေးရဲ့အသားအရောင်ကမွေးစားဆိုရင်မှန်းရခတ်ပါတယ်။မွေးစားဆိုရင် အသားအနီးပုတ်ပုတ်အရောင်ရှိတတ်ပါတယ်။ဒါကြောင့်လေနီတာရဲ့ကလေးလေးလို့ခေါ်ကြတာပေါ့နော်။တချို့ကလေးတွေဆိုရင်လည်းဝါဖန်ဖတ်၊တချို့တွေဆိုရင်ခြေလက်လူတွေပြာနေတတ်ပါတယ်။ရက်ပိုင်းလောက်နေရင်တော့ပုံမှန်ပြပြတော့တတ်ပါတယ်။ကလေးအများစုကသူတို့ရဲ့ရှိရမယ့်အသားအရောင်ခေဖို့အတွက်လားလန့်ချီနှင်းနှင်းချီကြတတ်ပါတယ်။ဒီကြားထဲမှာအသားအရောင်ကိုဂယုမဆိုင်ပဲနဲ့ကလေးကိုနေဖို့လဲခေါ်သွားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ မြူလာနိုင်ပါရဲ့နော် ။ဒါဆိုရင်ကလေးလေးအသားပြုဖို့အတွက်ဗားရီစားပြောင်းလဲဆိုတာကိုဆက်ပြီးတော့ကြီးလိုက်ကြရအောင်။ပထမတစ်မျိုးကရော cherry tea နဲ့ berry tea အုပ်စုတွေပဲဖြစ်ပါတယ်။ cherry tea တွေ strawberry tea တွေမှာဆိုရင်ဒရိုးစန့်ချီတက်တီတွေမြင့်မှာဆိုတာပါဝင်နေတာကြောင့်ပြင်ပဒရိုးပစ္စည်းတွေကြောင့်အသားရည်ပစ္စည်းတွေကိုကောက်ွယ်ပေးနိုင်မှာရှင်။နောက်တစ်မျိုးကရောအစီများတဲ့ပင်လယ်ကားတွေပါ။တူနာဆယ်မန်စာရင်းကစာရာတွေမှာဆိုရင် omega 3 fatty acid တွေပါဝင်နေပါတယ်ဒီ fatty acid တွေကခလေးရဲ့ရေပြောင်းတင်းရင်စီပါရဲ့ရှင ယ်။နောက်တစ်မျိုးကတော့ Thobathi ပါ။ Thobathi မှာ Vitamin C နဲ့ Vitamin E တို့ကျွဲဝါစွာပါဝင်နေပါတယ်။ဒီ Vitamin တွေကတရိုးစက်ပြင်သက်တူတွေလည်းရှိပါတယ်။ Vitamin C ဆိုရင်ရောင်ရဲနှော်တွေကိုသက်သာစေပြီးတော့ Collagen ထုတ်လုပ်မှုလည်းအားပေးပါတယ်။ Collagen ထုတ်လုပ်မှုကခလေးရဲ့အရေးပြောင်းတည်ရင်စေပါတယ်ရှင်။နောက်တစ်မျိုးကတော့ခရမ်းချေစီပါ။ခရမ်းချေစီအခွန်မှာပါတဲ့ లైకోబిన్ ကတတိုးစက်ကြီးတတိရှိပါတယ်။လေလာချက်တွေအရ లైకోబిన్ ဓာတ်ကအရင်ပြားကိုနေရာချီမှာပါတဲ့ UV light တွေကနေလည်းကောင်းဝယ်ပေးနိုင်ပါတယ်။ တခုတတိချာမှာကဒီအစားအသားတွေကခလေးအသားရေလာတယ်လို့ဆိုပေမဲ့အလွန်အကျွံစားတာတွေတခြားဘာမှမစားဘဲနဲ့ဒီအစားအသားတွေကိုပဲစားတာမျိုးစီကျင်းတင်ပါရဲ့ခလေးရဲ့အသားရေကိုအဓိကလက်မိုးထားတာကမိဘတွေရဲ့အမျိုးရိုးဗီဇာပဲဖြစ်ပါတယ်ရှင်ခလေးအသားဖြူခြင်းမဖြူခြင်းဒါကျမ်းမာတဲ့ခလေးလေးမွေးလာမှုကပုံပြီးအရေးကြီးပါတယ်ဒါကြောင့်မြတ်တာတဲ့အာဟာရကိုစားတော့ပြီးတော့ကိုဝင်ဆောင်အားစေကိုပုံမှန်တော့သုံးလာကကျမ်းမာပြီးတော့လှပတဲ့ခလေးလေးကိုမွေးဝါးစီမှာပဲဖြစ်ပါရဲ့ရှင်ညီမရဲ့ပီလီကိုအဆုံးလိကြည့်ပြီးတော့အလို ုံကျေးဇူးတင်ပါတယ်။နောက် video တွေမှာပြန်မိကြအောင်ရှင်။